Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာဒီ angel oracle လေးကိုသုံးပြီးတော့မှ angel message လေးကြီးကြည့်ပေးမှာပေါ့နော်အဲ့တော့ပိုင်းလေး၃ခုခွဲထားပြီးတယ်5 1 2 3နော်ဒီတရားပိုင်းလေးကိုရွေးချယ်ပေးပါရှိပြီးသွားရင်စလိုက်ကြမယ်နော် အတော့ဖိုင်ဝန်လေးဒီအားလုံးမင်္ဂလာပါဖိုင်ဝန်လေးဒီရဲ့ပေါ့နော်ကန်ဂျမာအကြောင်းနဲ့ပတ်သက်ပြီးတော့မှဒီ Angel Oracle ကဘာလေးတီးဖို့ရှိလဲပေါ့နော်ဖိုင်ဝန်လေးဒီဘာလေးတီးဖို့ရှိလဲဟိုကြည့်ပြင်မယ်အဆူစားလိုက်ကြမယ်နော်ချင်တဲ့မိခွန်းလေးရှိလို့ရှိရင်စဉ်းစားထားပြီးပါ ရက်စော်နှုတ်ဖြစ်ပြီမနော်ဒီမှာရက်စော်နှုတ်ကလေးပါလာတယ်ခါရမစီအင်ဂျင်မစီလीနော်အင်ဂျင်ရမှာပြောမလဲဆိုတော့ abundance တဲ့ abundance ဆိုတော့ဖိုင်ဝမ်လေးတွေပေါ့နော် abundance ဆိုဝိဇယဥစ္စာတွေကျောင်းပေါ်များလာဖို့ရရှိတယ်အာတခြားပေါ့နော်တခြား abundance တွေလည်းရှိမယ်နော်ဝိဇယဥစ္စာတော့အဓိက ငွေတွေကတော့အဓိကဝင်လာဖို့ရှိတယ် balance ဖြစ်လာဖို့ရှိတယ်နောက်တစ်ခု get more information ဘာပဲလုပ်လို့ပေါ့နော်ဘာပဲလုပ်လို့ information ကိုတော့များများလေးယူထားပါကိုဘာပဲလုပ်လို့ကိုလုံးမဲ့အကြောင်းရရဲ့ပေါ့နော် information လေးတွေပေါ့ ကိုလုံးမစီဝိုင်းလုံးမဆိုလဲစီဝိုင်းပေါ့နော်ကိုလုံးမအကြောင်းရရဲ့သတင်းအချက်လက်တွေကိုအာအပြည့်စုံဖြစ်အောင်ယူပါတယ်နော် get more information information တွေသတင်းအချက်လက်အကြောင်းရအချက်လက်တွေကိုမြန်မြန်စုဆောင်းပါတဲ့နော် reconsider ပြန်လဲသုံးသပ်ပါနော်အဲ့ဒါကိုကိုစဉ်းစားဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်နော်အာစဉ်းစားပြီးသားဆုံးဖြတ်ပြီးသားအာ ဆိုလို့ရှိရင်တိကျပြန်ပြီးတော့စဉ်းစားပါပေါ့နော်အာအကောင်အဆိုးကိုထပ်ပြီးတော့မှတိကျစဉ်းစားဖို့လိုအပ်တယ်ပြန်လဲသုံးသပ်ဖို့လိုအပ်တယ်ဆုံးဖြတ်ချက်တခုချမယ်ဆိုလို့ရှိရင်လည်းအဲဆုံးဖြတ်ချက်တခုခုချပြီးသားပေါ့နော်အကိစ္စတခုကိုလည်းပြန်ပြီးတော့မှစဉ်းစားဆုံးဖြတ်ပါတဲ့နော်စဉ်းစားဆုံးဖြတ်ဖို့လိုအပ်တယ်တဲ့ တည်င်းနေအာတည်င်းချက်လက်တွေ information တွေကိုများများလေးရယူရမယ်ပြီးတော့လို့ရှိရင်ကိုဆုံးဖြတ်ချက်ချထားပြီးသားကိစ္စတွေဆိုလို့ရှိရင်ဆုံးဖြတ်ချက်ချထားပြီးသားကိစ္စတွေဆိုလို့ရှိရင်လည်းတခြားလေးပြန်ပြီးကိုဆုံးဖြတ်ချက်ကမှန်လားမှားလားတခြားပြန်ပြီးဆုံးဖြတ်ဖို့လိုအပ်ပါတယ် within the next few weeks เนาะလာမယ့်ရက်သက်တပတ်အနည်းငယ်မှာ ကိုလောက်ဆောင်ထားတဲ့အရာတွေเนาะအမ် အဆင်ပြေဖို့ပဲဖြစ်ဖြစ်ပေါ့နော်အောင်မြင်ဖို့ပဲဖြစ်ဖြစ်ပိုကောင်းမှုဖြစ်လာလိမ့်မယ်နော် within the next few weeks မှာနောက်တစ်ခါကျတော့ perfect timing အဲကိုဘာပဲလုပ်လို့ပေါ့နော်အခုချိန်အတိဘာပဲလုပ်လို့စီးပွားရေးပဲလုပ်လို့ဘာပဲလုပ်လို့တင်နာမဲ့တက်မှာပဲဖြစ်ဖြစ်နိုင်ငံခြားထွက်ဖို့ပဲလုပ်ဖို့ဘာပဲဖြစ်ဖြစ်ပေါ့နော် perfect timing ဆိုတဲ့အချိန်ကတော့အခုချိန်ကတော့အချိန်ကောင်းပဲတဲ့နော် နောက်ပြီးတော့ the situation will improve အခြေအနေတွေတိုးတက်လာဖို့ရှိတယ်เนาะအခြေအနေတွေတိုးတက်လာဖို့ရှိတယ် situation will improve အခြေအနေတွေတိုးတက်လာဖို့ရှိတယ် improve her improving her ကျမရဲ့ဒီပုံကောင်းလာဖို့ရှိရဲ့တဲ့เนาะနောက်တစ်ခါ don't stop မရက်တက်လိုက်ပါနဲ့ကိုဘာပဲလုပ်လို့ကြွကြွဆန်းဆန်းနဲ့လုပ်ပါတဲ့မရက်တက်လိုက်ပါနဲ့တဲ့ recovery เนาะ recovery နဲ့ improve her နဲ့ recovery ဆိုလည်းပြန်ကောင်းလာတာเนาะကျန်းမာရေးပြပါတယ်ပြန်ကောင်းလာ improve health ကလည်းပြန်ကောင်းလာ recovery ဆိုတာကကယ်လို့အသေးကွဲတဲ့လူတွေပါဆိုလို့ရှိရင် healing ဖြစ်သွားမယ် move on ဖြစ်သွားပြီးတော့မှအသေးကွဲတဲ့ဒဏ်ရာတွေကနေပြန်ပြန်ကောင်းလာဖို့ရှိတယ်เนาะ don't stop ဆိုတော့စူးစမ်းမှုတွေကိုမြေတန်းလိုက်ပါနဲ့ဒီမှာ get more information ပြန်ယူပါ reconsider ပြန်လည်းဆုံးဖြတ်ချက်ချတာပြီးသားအရာတွေကိုလည်းပြန်လည်းသုံးသပ်ပါတဲ့เนาะ နောက်ခါ listen your listen to your intuitions နော် listen to your intuition ဆိုတာကျတော့လေကိုယ့်ရဲ့အထေရပေါ့နော်မသိစိတ်ကအလိုလိုသိစိတ်ပေါ့နော်အလိုလိုသိစိတ်ကပြောနေတဲ့ဥစ္စာတွေကိုယ့်ရဲ့ intuition ကိုကိုယ်နားထောင်ပါနော်ကိုယ့်စိတ်ထဲကအကျိုးသိနေတဲ့ဟာမျိုးတွေရှိရပေါ့နော်။နော်ဒါဖြစ်နိုင်ဤမဖြစ်နိုင်အကျိုးသိနေတဲ့ဟာရှိတယ်။ကိုယ့်ရဲ့ intuition ကအဲ့ဒါအမှန်ကိုပြပြနေတာ။အဲ့ဒါကိုအဲ့ intuition ကိုနား နားထောင်ပါ listen to your intuitions နော်နောက်တစ်ခု meditation brings new answer နော် meditation လုပ်ခြင်း meditation လုပ်ခြင်းတရားထိုင်ခြင်းက bring new answer နော်အဖြေတွေဒီ mari consider ပြန်လဲသုံးသက်ခိုင်းနေဆိုလို့ရှိရင်ဆုံးဖြတ်ချက်ချတာပြီးသားတွေကိုပြန်လဲသုံးသက်မယ်ဆိုလို့ရှိရင် meditation လုပ်ခြင်းအပြင်ပေါ့เนาะ meditation လုပ်ခြင်းအပြင် ကျောင်းရအစ်စ်အချင်းအစ်စ်เนาะအဖြေအဖြေအစ်စ်တွေပေါ့เนาะအဖြေတွေကိုကိုဘာလုပ်ရမလဲဆိုရဲဟာတွေကိုတည်တာလိုက်မယ်ဘယ်လိုဆုံးဖြတ်ရမလဲเนาะ meditation လုပ်လို့ရှိရင် intuition တွေပို့ပြီးကောင်းလာလိုက်မယ် intuition ကိုနားထောင် ပြီးတော့ပြန်လဲသုံးသပ်ဖို့လိုတယ်เนาะ information အစ်စ်တွေလည်းတည်တာရလိမ့်မယ်เนาะ don't stop မရတတ်လိုက်ပါနဲ့ now within next a few week no next a few week မှာပိုကောင်းလာဖို့ရှိရခုချိန်မှာ perfect timing ချိန်ကောင်းဖြစ်နေတယ်တဲ့နော် improve health ကျမကြီးလည်းပိုကောင်းလိုက် forgiveness တချို့အရာတွေကိုခွင့်လွှတ်ဖို့လိုအပ်နော်ဟိုစိတ်ထဲမှာခွင့်လွှတ်စရာရှိရတယ်ခွင့်လွှတ်ပါတဲ့နောက်ပြီးကြရင် as your angel angel ကိုမေးပါတဲ့နော် ကိုကလည်း intuition နဲ့သိဖို့လိုသလို angel ကိုမေးဖို့ရလည်းရှိတယ်။ angel ကိုမေးတယ်ဆိုတော့ကိုယ့်ရဲ့အဆောင်လျှောက်တွေကိုမေးခိုင်းတာပေါ့နော်။ကိုယ့်ရဲ့အဆောင်လျှောက်တွေကိုမေးခိုင်းမှာတိုင်တယ်ပြီးတော့မေးပါဆူတောင်းမှာပေါ့နော်။အဲ့ဒါတွေဖြစ်ဖို့ရအဆောင်လျှောက်တွေမေးဖို့ရဆိုလို့ရှိရင် meditation လုပ်ဖို့လိုတယ်။ meditation လုပ်မှပဲကိုယ့်ရဲ့အဆောင်လျှောက်တွေဘာတွေကကိုယ့်ဘောကိုအပြည့်တွေပေးနိုင်မယ်ပေါ့နော်။ Okay. အဆောင်လို့ရှိရင်တော့ အဆလုရှင်တော့ဖိုင်ဝါလေးရတော်တော်ကောင်းပါတယ်နော် improve health တရ recovery လည်းဖြစ်မယ် abundance လည်းပို့ပြမှာပေါ့နော်ပေါ်ချွေလာဖို့ပေါ်ချွေဝါလာဖို့ရှိရယ်ငွေရင်းကြီးရည်ရောဘာရရောပေါ့နော်ချီရည်ရော abundance တွေတွေ့အဆိုရင်အဖြေလေးတစ်ခု မေးထားတာလေးဖြေပြမယ်နော်ဖြေရတော့ no ပါတယ်နော်ဒါဆိုလို့ရှိရင်ဖိုင်ဝါလေးတွေချင်းနေမယ်လို့ပြောလဲပါတယ်ပပိုင်း ကလေးကိုရင်ရှက်ထားတဲ့ဖိုင်းတူးလေးတွေအားလုံးမင်္ဂလာပါဖိုင်းတူးလေးရဲ့အင်ဂျင်ကဖိုင်းတူးလေးတွေကိုဗာပြောချင်နေတယ်နော်ဒါလေးကြည့်လိုက်ကြမယ်ဖိုင်းတူးလေးတွေက no need to worry ရဲ့စိတ်ပူပန်းကြမလိုပါဘူးရဲ့စိုးရင်ကြမလိုပါဘူးရဲ့ပြောထားတယ်နော်အာ within the next few months နော် within the next few months နော်လာမယ်လာမယ် လာအနေငယ်အတွင်းပေါ့နော်လာမဲ့လာနေငယ်အတွင်းတဲ့ချိန်တိုင်းတာတော့လေပြီးတော့လို့ရှိရင်နောက်ထပ်ချိန်တိုင်းတာတကူက near future near future ဆိုတော့ဒါတော်တော်လေးကိုကန်နေနော် a few month ထပ်ကိုကန်နေ near future လာမဲ့အနာဂတ်ဒါ next few week နော်နောက်တစ်ခါ a year from now ခုချိန်အနေစပြီးရောတဲ့ တစ်နှစ်ပေါ့ခုချိန်ကစပြီးတော့တစ်နှစ်ဒါတွေကအချိန်လေးတွေခဏထားလိုက်မယ်နော်အချိန်လေးခဏပေးပေးထားလိုက်မယ်ကြည့်မယ်နော် no need to worry ဆိုရင်ကြာမလို့ပါဘူး there some things better ပိုကောင်းတာမျိုးလေးတွေဖြစ်လာလိမ့်မယ် communicate clearly ဒါရှင်းရှင်းလင်းလင်းဖြစ်အောင်ကိုလုံးမဲ့အရာတွေပေါ့နော်ကိုလုံးဆောင်မဲ့အရာတွေရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောဆိုဟိုဆက်ပြောဆိုဆက်သွယ်ပါတယ်နော် အဲ့ဒါဘယ်လိုမျိုးပြောရလဲဆိုရှင်ညာတော့ကိုစကားပြောရဆိုလို့ရှင်လည်းလောကိစ္စစကားပြောမယ်ဆိုလို့ရှင်လည်းရှင်းရှင်းလင်းလင်းဖြစ်အောင်တစ်ဖက်လူနားလည်လွယ်အောင် ပြောပြရမယ်နော်နောက်တစ်ခါအတန်နေအတန်တာအစပေါ့နော်ကိုခတ်မှုရအနေအစပြီးတော့မှရှင်းလင်းပြတ်သားဖို့လိုအပ်တယ်ပေါ့နော်ဒါရှင်းရှင်းလင်းလင်းတစ်ဖက်လူနားလည်အောင်ပြောဆိုဆက်ဆိုင်ရမယ် romance เนาะ romance လည်းတွေ့ရဆိုချင်ညာတော့ဒါအချီးတော့လဲ အဲခြေမှာ romance ဖြစ်တာလေးပေါ့နော် romantic ဆန္ဒမျိုးလေးတွေဒါမျိုးလေးကြုံလာဖို့ရှိတယ်။နောက်ကတခုခုဆိုလို့ရှိရင် the look for a sign နမိတ်ပြတဲ့အရာလေးကိုကြည့်ပါပေါ့နော်နမိတ်ပြတဲ့အရာလေးတွေကိုကြည့်ပါ။နောက်ပြီးတော့လို့ရှိရင် take action action ယူပါတဲ့နော် take action action you are remain positive เนาะ um positive เจ้าญาติတွေไว้တွေးဖို့ရလိုအပ်တယ်เนาะ uh you are ready တဲ့မင်းတခုခုစပြီးလုပ်ဖို့ပဲဖြစ်ဖြစ်ဘာဘူးပဲဖြစ်ဖြစ်ပေါ့เนาะဒီ fine tool လေးတွေอ่ะအဆင်သင့်ဖြစ်နေပြီတဲ့เนาะကိုကိုကိုတော့တည်လားမတည်အဆင်သင့်ဖြစ်နေတယ်တဲ့သူဒီထက်မှာတော့အဆင်သင့်ဖြစ်နေပြီလို့ပြောတယ်เนาะ you are ready အဆင်သင့်ဖြစ်နေပြီတဲ့ oh my god opportunity เนาะအခွင့်အရေးလေးတွေရောက်လာဖို့ရှိရေเนาะဒီမှာရွှေတွေငွေတွေဆိုလေအမ်ဒီဟိုဟာတွေဖြစ်ဖို့ပေါ့ငွေကြီးတွေအဆင်ပြေဖို့ရာလေဒီမှာခွင့်အရေးတွေရလာလိမ့်မယ်เนาะ opportunity ကလေးကတော်တော် လာတယ်ရွှေလေးနဲ့เนาะအခွင့်အရေးအစ်တွေရောက်လာလိမ့်မယ်เนาะမင်းကလည်းအဲ့ဒီခွင့်အရေးအစ်တွေအတွက်အမ် ready ဖြစ်လိမ့်မယ်เนาะ there something better ဆိုချင်ကြတာလေအခုထပ်ပိုကောင်းတယ်နော် there something better opportunity နော်ဆက်ဆက်လိုက်လို့ရှင်ပိုကောင်းတဲ့အခွင့်အရေးတွေရလာလိမ့်မယ်နော်အဓိကကိုလောက်အောင် communication clearly နော်အဲဒီရှင်းရှင်းရှင်းနေနေပြောဆိုဆက်ဆံဆက်သွယ်ဖို့လိုတယ်ကဲလို့ opportunity တွေရလာလို့ရှင်လဲဒီမှာကြည့်နော် take action ဒီအနေတော့ဆက်ဆံနေနော်အရှင်ယူလိုက်ပါ opportunity တွေရလာလို့ရှင်တယ်ဒီမှာ there something s no there's something better no opportunity take action action you like no i love you like salon No. remain positive not positive ကိုပဲတွေးเนาะဒီ romance အခြေအနေပတ်သက်ပြီးပဲဖြစ်ဖြစ်ပဲမှာဖြစ်ဖြစ်ပေါ့เนาะ positive ကိုပဲတွေးပါနောက်ကြရင် look for a sign เนาะနမိတ်ပြတဲ့နမိတ်ပြတဲ့အရာတွေကိုကြည်ပါတဲ့ no need to worry စိုးရင်စရာမလိုပါဘူးတဲ့เนาะဘာမှစိုးရင်စရာမလိုနောက်တစ်ခါ weight ဆိုတာကျတော့ဆောက်တိုင်းမှာเนาะ weight ကပ်ပါလာတယ် it's up to you တဲ့မင်းရဲ့သဘောပဲ not no need to worry it's up to you ဘာမှဆိုရင်ကြားရမလို့မင်းရဲ့သဘောပဲကဲဒါဆိုလို့ရှိရင် opportunity တွေကဘယ်တော့ရောက်လာမှာလဲဆိုကတ်ကိုပြန်ဆွဲလိုက်မယ်เนาะဒီအချိန်ကတ်ကိုပြန်ဆွဲလိုက်မယ် opportunity တွေကဘယ်တော့ရောက်လာမှာလဲအချိန်ကတ်တွေက၃ကတ်လုံးအကုန်လုံးဒီမှာလာကြတယ်เนาะ a year from now oh a year from now my opportunity တွေရောက်လာလိမ့်မယ်เนาะ a year from now my opportunity တွေရောက်လာလိမ့်မယ်เนาะ romance ကဘယ်ချိန်ကိုရောက်လာမလဲ romance เนาะ romantic ဆန်တဲ့ love အချီเนาะ romantic ဖြစ်တာတွေကဘယ်တော့ရောက်လာမလဲချိန်မယ် romance ကအော် romance က wait ဆောင်းတိုင်းမအောင်ပဲเนาะ အာ stay positive ဒီမှာလေ positive လေးပဲထားပြီးတော့မှစောင့်ဆိုင်အောင်เนาะอืมအပေါ်ကျန်ဒီကတော့အကြီးရ pronoun ခုကနေစပြီးတော့မှเนาะအကြီးရ pronoun တစ်နှစ်အတွင်းရောက်လာလိမ့်မယ်เนาะအာ look for a sign เนาะ look for a sign ကြည့်အောင် within the next few months เนาะอืมခုလာမဲ့ပေါ့เนาะရတတပတ်အာလာမဲ့ဒီလအတွင်းပေါ့လာမဲ့လအနေငယ်အတွင်းမှာအာ sign เนี่ยပြလာလိမ့်မယ်เนาะပိုကောင်းမှုရာပိုကောင်းမှုရာ romantic เนี่ยလည်းပတ်သက်ပြီးရောပဲဖြစ်ဖြစ် abandon เนี่ยပဲပတ်သက်ပြီးရောပဲဖြစ်ဖြစ်เนาะဒီအားတွေက sign เนี่ยပြလာလိမ့်မယ်တဲ့เนาะ အခုကကျတော့အဆင်ပြေမှာက a year from now ခုကနေစပြီးတနည်းအတွင်းကိုစပြီးတော့မှအဆင်ပြေလာလိမ့်မယ်နော် new opportunity တွေရောက်လာလိမ့်မယ်နော်ဘာမှဆိုရင်ရမ်းရှိဘူးရနိုးရီ you ready မြင်လဲ ready ဖြစ်နေပြီရနော် you are ready နော် you are ready မှာ in the near future near future ဆိုတော့လာမယ့်ကက်ကက်ကလေးပေါ့ကက်ကက်လေးဆိုချင်တယ်ဝတင်းဆာ within a few week few months အလောက်ကြီးဟောနော်အာ ready ဖြစ်နေပြီတဲ့အဲ့တော့မေးထားတဲ့ question လေးကိုဖြေပြီးမယ်နော်မေးထားတဲ့ question လေးကတော့ no ပါတဲ့အဖြေကကဲဒါဆိုလို့ရှိရင်တော့ fine to လေးကြီးခြေနဲ့ကြမယ်လို့မျှော်လင့်ပါတယ်နော်အရင်အစိုးရကြီးတိတ်မပါဘူးနော်အစိုးရကြီးပါအောင်မပါဘူးကောင်းတာလေးဖြစ်လာဖို့ရဆိုလို့ရှိရင် ဒီမှာကြီး positive ပဲเนาะ positive ပဲတွေးနေပါ positive ပဲတွေးနေပါเนาะအမင်းလှုပ်ရှင်တဲ့အရာမင်းရည်ရဲအရာကိုလှုပ်တာလှုပ် no need to worry စိတ်ပူစရာမလိုစိုးရိမ်စရာမလိုသတိထားမယ့်တစ်ချက်က communication clearly ရှင်းရှင်းလင်းလင်းဖြစ်အောင်ဥဝင်လင်းလင်းဖြစ်အောင်ပြောဆိုဆက်ဆံရမယ်เนาะတစ်ဖက်လူနားလွတ်လျောက်စကားပြောလို့ရှင်တယ်ရှင်းရှင်းလင်းလင်းပြောရမယ် နော်အဲ့ဒါဆိုလို့ရှိရင်ဘာမှစိုးရင်ကြမလို့ဘူးစိတ်ပူစရာမလိုနော် look for a sign နော်အဲ့ဒီနမိတ်ပြတာလေးတွေကိုကြည့်အချိန်နည်းတဲ့ချိန်ကနေကိုကြည့်ပြီးတော့လှုပ်ရှားပေါ့နော်မင်းတဘောပဲဘာမှလည်းစိုးရင်ကြမရှိဘူးနော်အခုကနေစပြီးတော့မှတနေ့အတွင်းမှာအာ new opportunity တွေလာလိုက်မယ်ရောက်လာလိုက်မယ်ပေါ့အခွင့်အရေးတွေရောက်လာတဲ့ခါကျလို့ရှိရင် take action action လာယူလိုက်နော် လောက်တာလောက်ချပြလိုက်အဆင်ပြေလိုက်မယ်နော် there something better ပိုကောင်းတဲ့ဟာတွေရောက်လာမှာနော်ခုထပ်ပိုကောင်းတဲ့အစာတွေရောက်လာမယ် a year from now နော်ဒါကွာနေစားပြီးတနည်းအတွင်းနော်နောက်ပြဒီကဖိုင်တူလေးတွေဗုဒ္ဓဘာသာဆိုလို့ရှိရင်ဖျားဘူးထွက်ရတာမျိုးလေးရန်ကုန်ဘက်သွားရတာမျိုးနော်ရွှေကုန်ဖျားသွားရတာမျိုးဒါမျိုးလေးတွေလည်းဖြစ်လာနိုင်မယ်နော်ကဲဒါဆိုလို့ရှိရင်နော်ဖိုင်တူလေးတွေကျင်းနှံ့ကြမယ်လို့ထင်ပါတယ်ပပိုင် ကလေးကိုရွေးချယ်ထားတယ်ပိုင်းသူကြီးလေးအားလုံးမင်္ဂလာပါပိုင်းသူကြီးလေးတွေကိုအင်ဂျယ်တွေကပါရီတီးဖို့ရှိလဲကြည့်ပေးမယ်နော်အဲ့တော့ဒီထဲမှာ yes no လေးတွေပါလာအရင်ဖယ်ထားလိုက်မယ်နော် yes no လေးတွေပါလာအရင်ဖယ်ထားလိုက်မယ်โอ้ question นักครูรังบายเนาะ အဆောလို့ရှိရင်ပိုင်းသီးလေးတွေတိချင်တယ်မေးခွန်းလေးနှစ်ခုမေးထားပါနော်မေးခွန်းလေးနှစ်ခုမေးထားပါဟမ်ကဲစမယ်နော် trust ယုံကြည်ပါတဲ့နော်ယုံကြည်ခိုင်းပါဖြစ်ဖြစ်ပေါ့နော်ကိုယ်အလောက်ခိုင်းပါဆိုလို့ရှိရင်လည်းအလောက်ခိုင်းက အမ်တကယ်ချင်းနေပေါ်ပေါ်အတူတူလောက်ရတဲ့လူတွေပေါ်ယုံကြည်ပါ relationship ဆိုလို့ရှိရင်လည်းယုံကြည်ထားပါယုံကြည်ပါလို့ပြောရနော် success အောင်မြင်နိုင်မယ်နော် trust ယုံကြည်ပါ if you believe ယုံကြည်ပါ I choose a new direction အခုလုပ်နေတဲ့အရာပေါ့နော် direction ပြောင်းမယ်လို့စဉ်းစားထားလို့ရှင်လဲလေ I choose a new direction a direction အတစ်ကိုရွေးချယ်ပါတယ်နော်음အခုလုပ်နေတဲ့အရာတွေဘာတွေမအောင်မြင်ဘူးအဆင်မပြေဘူးဆိုလို့ရှိရင်နောက်ထပ် direction တစ်ခုရွေးချယ်ပါလို့ပြောထားတယ်နော် choose a new direction trust ယုံကြည်ပါ success အောင်မြင်နိုင်မယ်ကိုကအောင်မြင်မယ်အဆင်ပြေမယ်လို့လည်းကိုကနဲ့ကိုယုံကြည်ထားပါလို့ပြောချင်တာလည်းဖြစ်နိုင်တယ်เนาะနောက်တစ်ခါ if you believe me ယုံကြည်ခဲ့မယ်ဆိုလို့ရှိရင်တဲ့အဆင်ပြေနိုင်တယ်ပေါ့เนาะနောက်ပြီးတော့ choose a new directions เนาะနောက်ထပ်ဦးတည်ချက်တစ်ခုအစ်စ်ကိုရှာဖွေပါเนาะဒီလမ်းကြောင်းကသွားနေဆိုအဲ့လမ်းကြောင်းမဟုတ်မဟုတ်ဘယ်နဲ့เนาะတခြားလမ်းကြောင်းတစ်ခုကသွားပါတဲ့ as for help from other Now as for help from other တခြားသူတွေစီကနေပြီးတော့မှအကူအညီရမှာလားဆိုပြီးတော့မှမေးကြည့်ပါတဲ့เนาะတခြားသူတွေစီတွေကကိုယ်ခက်ခဲတွေကြုံလာလို့ရှင်တခြားသူတွေစီကအကူအညီပေးမှာလားပေါ့เนาะငါ့ကိုအကူအညီပေးမှာလားဆိုတာမျိုးလေးကိုအကူအညီတောင်းခံကြည့်ပါတဲ့เนาะ big happy change เนาะအပြောင်းလဲတစ်ခု ရောက်လာနိုင်မယ်เนาะအဲ့ဒါကအဆင်ပြေပျော်ရွှင်ဖို့ရကပျော်ဖို့ကောင်းတယ်ပေါ့เนาะပျော်ဖို့ကောင်းတယ်အပြောင်းအလဲကြီးကြီးမမတခုเนาะရောက်လာနိုင်မယ် big happy change เนาะ happy change change ကမကောင်းတဲ့ဘက်ကိုမဟုတ်ကောင်းတဲ့ဘက်ကို change ဖြစ်လာနိုင်မယ် compromise ဆိုတာကျွန်တော်ညှိနှိုင်းခိုင်းတာเนาะအာ compromise ကညှိနှိုင်းရမယ်အရှုပ် အဲအ short အတင်းလုပ်ပေးရမယ်ပေါ့နော်အပေးယူလုပ်ရမယ်သဘောတူညီချက်တွေလုပ်ရမယ် helpful people เนาะဒါကကုညီပေးမဲ့လူတွေเนาะပြီးရရှင်ကဒီမှာဒီဟာလေးနှစ်ခုတော့ဆက်ဆက်တယ်เนาะ as for help from other တခြားသူတွေစီကကုညီရနိုင်မလားဆိုပြီးတော့မှပြောတာဒီမှာ helpful people ဆိုတော့လေကိုကကုညီတောင်းလို့ရှင်ကုညီပေးမဲ့လူတွေရောက်လာလိမ့်မယ်เนาะ ညိနိုင်မှာပြီးရင်ခွင့်ရေးအစ်တတွေရောက်လာလိမ့်မယ် pick up ပြီးချိန်နော် be assertive နော်ကိုကိုဘကနဲ့ကိုရက်တီပါနော်ကို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 ကလေကိုဘကနဲ့အင်းငါမှားလားမသိဘူးဘာဖြစ်တယ်နော်ဖြစ်တယ်ကိုကိုကမယုံကြည်တာမျိုးမလုံးနဲ့ကိုဘက်ကနေကိုရက်တရမယ်ကိုဘက်ကနေအခိုင်မာပြောရမယ်နော်နောက်ပြရလို့ရှိရင်ကိုရဲ့သဘောထားကိုရေရေဝန်တုံ့ပြန်ရမယ်နော် မြန်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 ဆန်ဆန်ရေရဲဝုံဝုံတုတ်ပြန်ရမယ်နော်နောက်တစ်ခုကကျတော့အာပြကြောင်းရပြဿနာတစ်ခုခုကိုပေါ့နော်ဖြေရှင်းတယ်ဆိုလို့ရှိရင်လည်း peaceful resolutions နော်ငြိမ်းချမ်းစွာဖြေရှင်းရမယ်နော်ငြိမ်းချမ်းစွာဖြေရှင်းရမယ်ပြဿနာရင်ဆိုင်ရလို့ရှိရင်ငြိမ်းချမ်းစွာဖြေရှင်းရမယ်ငြိမ်းချမ်းရင်းနီးလတ်နဲ့ပဲအပြဿနာတွေကိုအဆုံးသတ်ရမယ်တဲ့နော်အာဒါမှမဟုတ်နော်အခု အခုချိန်မှာတော့အရင်ပေါ့နော်အကောင်းဘက်ကတော့တိတ်တော့မျောလင်းလို့မရဘူးအခုချိန်ကတော့ဒါနည်းနည်းလေးအဆင်မပြေနေတဲ့အရာလေးရှိနိုင်သေးရပေါ့နော် အခုချိန်ကတော့အရင်ကြီးအချိန်ကောင်းတော့မဟုတ်ဘူးဒါပေမဲ့အပြောင်းလဲရတော့ရောက်လာလိမ့်မယ်အခုချိန်တော့မရောက်လာနိုင်သေးဘူးလို့ပြောတယ်နော်တချို့အရာလေးတွေအဖြစ်ဖို့ရနည်းနည်းခက်ခဲနေသေးရနော်ဖြစ်ဖို့ရတွေခက်ခဲနေသေးတယ်အဲတချို့ အကြောင်းအရာလေးလေးလက်ကိုလှုပ်လိုက်ရဖို့လည်းရှိတယ်နော်လက်ကို လက်ကိုလှုပ်လိုက်ရဖို့လည်းရှိရယ်လှုပ်လိုက်ရဖို့ရှိတယ်လက်လှုပ်လိုက်ရဖို့ရှိရယ်ပေါ့နော်ဒါပေမဲ့ဘာမှတော့ TikTok ကိစ္စမရှိဘူးနော်အရင်အစိုးရတော့မဟုတ်ပါဘူးတချို့အရာလေးလက်လှုပ်လိုက်ရဖို့ရှိတယ်နော်တချို့အရာတွေကျတော့မဖြစ်နိုင်တာလေးရှိရဲ့ဖြစ်ဖို့ရခဲရင်နေတဲ့အရာလေးရှိရဲ့နော်ဒီ unlikely နဲ့ let go နဲ့ရတယ်ဒီမှာ မြင်ရတာမသိတိုးနေတိုးလိုက်နော်အလန်ကလီနဲလက်ခိုးနဲအတော့ဒီဖန်တီလေးတွေက peaceful resolutions နော်အကြအေးစစ်စစ်နဲအဖြည့်ရှင်းရမယ်နော်ငင်း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 ချမ်းချမ်းနဲ့ဖြည့်ရှင်းရမယ်ငင်းငင်းရဲ့ဘက်ကနေဖြည့်ရှင်းရမယ်ရံဖြစ်တယ်ဆိုလို့ရှိရင်ရံမဖြစ်ဘဲနဲ့ငင်းငင်းစွာဖြည့်ရှင်းရမယ်เนาะ be assertive ကိုယ့်ဘက်မှာကိုယ်ခိုင်မာယက်တည်ရမယ်เนาะကိုယ့်ဘက်ကကိုယ် မှန်ချောင်းပေါ့နော်ကိုဘကမှန်ချောင်းရေးရဝန်ပြောဆိုတတ်ရမယ်အဲနောက်ခါကျတော့ compromise ညှိနှိုင်းရမယ်နောက်တစ်ခါဒီသွားနေတဲ့လမ်းကြောင်းတိုင်းအဆင်ပြေဘူးဆိုလို့ရှိရင် choose a new direction နောက်ထပ် direction အသစ်တစ်ခုကိုရွေးချယ်ရမယ်လူတွေကိုစီဟာအကူအညီတောင်းရမယ်ဒါဆိုလို့ရှိရင်အကူအညီတွေရလာနိုင်မယ်နောက်ခုချက်ချင်းကတော့အဆင်ပြေမှာမဟုတ်သေးဘူးတချို့လက်လွတ်လိုက်ရတဲ့အရာတွေလည်းရှိမယ်နော် လလရလိုက်ရတဲ့ AI လည်းရှိမယ်။ကဲဒါဆိုလို့ရှင်မိကွန်းလေးနှစ်ခုမေးပေးပါ။ပထမတစ်ခုတည်းဖြည့်ပေးမယ်နော်။ပထမတစ်ခုတည်း yes အတခုနောက်တစ်ခုတည်းအဖြည့် yes နောက်ခုလုံး yes ပဲနော်။ အဲ့တော့ဒီ fine 3လေးတွေနှစ်ချက်နှစ်သက်သဘောကြမယ်လို့ထင်ပါတယ်ဘိုင်ဘိုင်